အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။အဒီနေ့မှာတော့ကျွန်တော်နောက်ကျသွင်းကူးနဲ့ဒူ Manchester United အသင်းကတော့ AFC Bournemouth ရဲ့အင်္ဂမာဒါကျွန်တော်တမတ်ရသွားခဲ့တယ်ပေါ့နော်။ဒီတမတ်က Manchester United အသင်းတို့တော်တော်လေးကိုဒါကျွန်တော်အရေးပါပြီးတော့တန်ဖိုးကြီးရဲ့တမတ်လို့ပြောလို့ရတယ်။ဒီတမတ်ကပဲဒါ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ Everton အပေါ်ကိုတက်စီရဲ့တက်မှတ်လို့လည်းပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒီနေ့ပေါ်စမှာတော့ကျွန်တော်တို့ Manchester United သင်တဲ့ဆိုင်တော့ Everton ကို Bournemouth ရဲ့သင်ကထိခိုက်နေတာပူကြီးခဲ့တယ်ဒီနေ့ပေါ်စမှာတော့ကျွန်တော်တို့တင်တဲ့ Bournemouth သင်တဲ့နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရမှတ်52မိနစ်နဲ့ Essentiality တလန်းနိုင်ဖြစ်ပြီးတော့ Europa League နေရာတနေရာအတွက်တည်ကြလောက်သွားနိုင်မယ်နေရာတစ်ခုကိုရောက်သွားနိုင်မယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော် Manchester United အသင်းအတွက်ဒါကျွန်တော်တို့ Bournemouth ရဲ့အိမ်မက်တွေကိုဒါနောက်ဆုံးအချိန်ထိဒုက္ခပေးသွားခဲ့တယ်လို့ဆိုရမယ် United သင်တဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်လူစင်းကိုကြည့်မယ်ဆိုရင်တော့ နီးပြရင်တော့တော်တော်လေးကိုဒါကျွန်တော် strong ဖြစ်တဲ့ line up ကိုတုံထားမယ်ဒါ strong ဖြစ်တဲ့ line up ကိုမှတော်တော်ကြီးကို strong ဖြစ်တဲ့ line up လက်ရှိမှာဒါ Manchester United အသင်းရဲ့ဒါကျွန်တော်တို့အကောင်းဆုံးတော့ဒါကျွန်တော်တို့ line up ပြီးတဲ့ကတခုလို့တော့ပြောလို့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းရဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲအရန်လူစင်းပုံစံမျိုးကိုဒါပဒနာမထားဘဲနဲ့ရှိသမျှဒါကျွန်တော်ဒီနေ့ပွဲစဉ်ကိုလည်းဒါ first line up ပုံစံမျိုးနဲ့ပဲပို့ထွက်လာခဲ့တယ်ဂိုသမားကအစတိုက်စစ်မှုအဆုံးဒါလူစုံတက်စုံကိုပဲလုံးဝ line up အပြင်ထွက်လာခဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒီကိုဒါလုံးကဒါကျွန်တော်တို့မ ော့ရှိရင်မရှိရမယ်သိတယ်ရှိရင်လည်းဆဲနေရဆိုတော့ဒီကိုဒါလို့လူမျိုးပေါ့နော်ဒါတော့ဒီနေ့ပွဲစံမှာဝင်းဘက်နေရာမှာမရှိတော့တော်တော်လေးကိုတည်တာတယ်ဒီနေ့ပွဲစံမှာမာဇရာဝီကရှင်းပါတယ်ဖူဘက်နေရာမှာဒါတန်းတော့ဝင်းဘက်နေရာမှာတန်းတဲ့တော့သူတာဝန်ကျေပြီးအောင်ထဲဆိုဒါပေမဲ့နီးပြအနေနဲ့ဒီနေ့ပွဲစံမှာကျွန်တော်နားလေဘူးခတ်တာကကျွန်တော်အနေနဲ့ဆိုကျွန်တော်မြင်ကြည့်တာပေါ့နော်မာဇရာဝီကိုကျွန်တော်ဖူဘက်ထည့်ပြီးတော့မာဇရာဝီကိုဒါကျွန်တော်တို့ဖွာဖို့ဝင်းဘက်ထုံစံမှုဒါကျွန်တော်မထည့်ပေးနဲ့စနာဘက်ထုံစံမှုထည့်ထားပြီးတော့လူရှောကို left ဝင်းဘက်ထားပြီးတော့ Patrick Dugu ကို right ဝင်းဘက်ပုံစံပေါ့ဆိုဒီနေ့ပွဲစံမှာလည်း Patrick Dugu တကောင်ဒါကျွန်တော်တော်တော်လေးကိုအားနေတယ်တဲ့ဘုံမှာရှိတယ် Patrick ခုကဒါကျွန်တော်လက်ရှိအဲ့ဒါအသင်းကိုရောက်လာပြီးခဲ့တဲ့ပွဲလောက်ပဲဒါတည်တည်ချာချာကောင်းတဲ့ပွဲစဉ်ရှိခဲ့ပြီးတော့ဒါလုံးဝဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုဒိုကုကိုဒါကျွန်တော်အားရကျေနပ်မှုမကောင်းနေတာခြေစွမ်းတစ်ခုလေအဲ့တော့ဒါဒီနေ့အာကျွန်တော်ပထမမှာပြောသွားတဲ့ကိုမင်းမင်းထွန်းရဲ့ဒါ United ရှိုးရဲ့စကားကိုသွားမယ်ဆိုဟုတ်တယ်ဗျတသိန်းလုံးနေနဲ့အခုလက်ရှိမှာဘောလုံးကန်ငေါကန်တက်ပါမလားဆိုတဲ့မေးခွန်းကိုမေးရမယ်တယ်မပါတယ်ဒါတော့အမှန်တိုင်းပြောမှဆို Evanescent ထွက်သွားလို့ Evanescent သာမထွက်ဘူးဆိုရင် Manchester United ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုဒါကျွန်တော်ခဲရခဲစစ်ကမ်းမဲ့သဘောမှရှိတယ်ဘုံမောက်တော့ကဒီနေ့ပွဲစဉ်မှာလုံးဝမထင်မှတ်ပေးတဲ့အနီးကပ်ပေးလိုက်ရတယ်အနီး ကကခုနပေါ်လို့ပဲပြန်ကြည့်မယ်အနည်းပြခွက်နဲ့ပြန်ကြည့်မယ်ဆိုတော့ဒါဟာ valid အနည်းကပါပဲ soft founder ဒါနည်းနည်းလေးတော့ပြော့နေတိုင်းပဲခုနပြန်ကြည့်မယ်ဆိုတော့တစ်ဖက်သားအနေနဲ့ဒါကျွန်တော်တို့ခြေတော့အနေနဲ့ဒါဒုက္ခရောက်သွားနိုင်တဲ့အနေဒါတစ်ခုရောကြောင့်မို့ဒါတကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ ပေးတဲ့ဒါကျွန်တော်တို့အနီးကပ်တစ်ခုလို့တော့ကျွန်တော်အနေနဲ့မြင်တယ်။နည်းနည်းလေးတော့ software တဲ့ဒါပေမဲ့ပေးတဲ့အနေဒီကောတစ်ခုအခုနောက်ပိုင်းမှာဒါဒီထက်ပူပြီးပြောတဲ့ဟာရီတောင်ပေးနေကြတာပဲ။ဒီကကပေးအဲ့တော့ဒီနေ့ပုံစံမှာတော်တော်လေးခံသာသွားတာနောက်တစ်ခုကလည်းဒါကျွန်တော်တို့ Otara ရဲ့ကန်ဂျက်တစ်ခုဒါကြောင့်တိုင်ထိပ်သွားတာ Manchester United အသင်းတော်တော်လေးကိုခံသာခဲ့တယ်။အဲ့တော့ Manchester United အသင်းရဲ့ Ruben Amorim ရဲ့အသင်းကိုကြည့်အောင်။ Manchester United အသင်းကလည်းရှိနောက်ပိုင်းပုံစံမှာတိတ်ချာချာကျွန်တော်တို့ဒါ အဲလိုင်ယွန်နဲ့ပွဲစဉ်နဲ့ဒါညူကာဆန်နဲ့ပွဲစဉ်ခဏမိထားလိုက်ပြီဆိုရင်ခန်းစစ်ပိုင်းနေရာမှာဒါကျွန်တော်တက်ဆန်လာဘက်သုံးတက်ဆန်လာဘက်သုံးနေရာမှာဒါပေးကူးလေးတွေအနေငယ်လေးပေးနေရတာကလွင်ကျန်တဲ့ပိုင်းမှာဒါခန်းစစ်ကအဖြစ်အပျက် improve ဖြစ်လာတယ်လို့ပြောရတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ order ရရဲဆိုအဲ ဆန်းရေးရှိဖြစ်လဲပြောရဲဆန်မီညိုရဲ့ twin code တကူကိုပေးခဲ့ရတာကလွေးလို့ဒီနေ့ပေါ်မှာ united အသင်းနဲ့လားကျွန်တော်တို့ခန့်စစ်ပိုင်းက solid တော့ဖြစ်တယ်မဆိုးဘူးလို့ပြောတယ်တစ်ဖက်ကတစ်ယောက်ယောက်သွားလဲပါတယ်ပေါ့နော်ဒါပေမဲ့ minute 80လောက်ထိဒါကျွန်တော်တို့ဒါတစ်ဖက်ကလည်းဖောက်တယ် united ဘက်ကဒါပေမဲ့ united အသင်းဒီနေ့ပေါ်မှာ white land တစ်ယောက်က goal twin နဲ့ twin code တကူကလွင်ဘာမှတိတိကျကျမမဲရမရှိဘူး ဒါဘောလုံးတစ်လုံးဒါကျွန်တော်တို့ဒါ time bomb တစ်ခုနေနဲ့တတ်မှတ်နေတာ၂ယောက်ရှိတယ်။ဒါကျွန်တော်ကာဆမဲရူတစ်ယောက်ကိုဒါကျွန်တော်လက်ရှိမှာ white land တစ်ယောက်ကို၂ယောက်လုံးကလက်ရှိမှာဒီဘောလုံးကိုသူတို့ကသူတို့ဒါကျွန်တော်မသိရင် time bomb တစ်ခုပဲ။ဒါအကြီးထင်သူတို့ဆိုမှာပောက်ကွဲမဲ့အတိုင်းပဲအကြ ాయి လည်းမထားဘူးဒါကန်မဲ့ဒါဒီနေ့ပွဲစမှာဒါကျွန်တော်တို့ တကယ်တမ်းကြည့်ရင်ပြောစရာလိုတာဘူနိုဖာနန်ဒက်စ်ပဲဘူနိုဖာနန်ဒက်စ်တေပါတော့မယ်ဒါကျွန်တော်တို့လက်ရှိမှာမိနစ် sorry မိနစ်90မှာတစ်ချိန်လုံးဒီလူပဲဒါကျွန်တော်ဒါပဲတယောက်တည်းပဲလုပ်နေရတယ်မှာပါတယ်ဘူနိုဖာနန်ဒက်စ်ကဒီနေ့ပုံစံမှာ Manchester United ကိုထပ်မံပြီးတော့ကယ်တင်သွားတဲ့ကစားသမားနောက်တစ်ယောက်တွေပါတယ်ရှေ့အလယ်နောက်ဒါကျွန်တော်အကုန်လုံးမှာသူ့အနေနဲ့ပါဝင်ပတ်သက်နေတဲ့ကစားသမားတယောက်ဖြစ်တယ်လက်ရှိမှာကြာရင်ကြာရင်လက်ရှိမှာ Ruben Amorim ဘက်ကနေကနာချူဂူတာကျွန်တော် Ineos ဘက်ကနေအခုလက်ရှိမှာကနာချူဂူဘာလို့ရောင်းမေဆိုတဲ့စကားကိုကျွန်တော်ဟိုနေ့တော့ပြောဘူးတယ်အခုလက်ရှိမှာအဲ့ဒီစကားနဲ့ပတ်သက်ပြီးကျွန်တော်တော်တော်လေးကိုလက်ခံ လာတဲ့နေရာတစ်ခုရောက်လာခဲ့ပြီအဲ့ဒါကဘာလဲဆိုတော့ကနာချူနေတဲ့ဒီလောက်ပဲကနာချူကဒီလောက်ပဲဒီတက်ပို့ပြီးမတိုးတက်တော့ဘောဒီလောက်ပဲကနာချူအဲ့ဒါလက်ရှိကနာချူရဲ့ပြဿနာကနာချူနေတဲ့ခုလက်ရှိမှာတော်တော်လေးကိုကောင်းတယ်မကောင်းဘူးကောင်းတယ်တော်တော်လေးကိုအဆင်ပြေတယ်ဒါပေမဲ့ဒါဟာဒီလောက်ပဲကနာချူရဲ့ level ကတော့အဲ့တော့ဆွဲပြေးမယ်ဒါလက်ရှိမှာအာဒမာထရော်ရီလက်ရှိအရင်တော့ကဒါကျွန်တော်တို့ ခုဘသည်မှာကောင်းခဲ့တယ်လို့ပဲဒါလက်ရှိမှာကောင်းတယ်အတော့မှာထရိုးတဲ့ပူပြီးနည်းနည်းလေးအုံနောက်ရှိတယ်ဒါပေမဲ့အဲ့ထက်ပူအဲ့တော့လက်ရှိမှာကနာချုံမှာ speed ရှိတယ် agility ရှိတယ်ဒါလွန်ခဲ့တဲ့နှစ်တေလာလို့ပြောမနစ်လောက်ကဒါကျွန်တော် finishing တွေပဲပျောက်သွားခဲ့လေအရင်မဲ့ over confident ဖြစ်နေတာလားဒါမှမဟုတ်ဒါပဲ confident ပဲပျောက်ဆုံးသွားအဲ့နှစ်ခုကြားထဲမှာဒါလက်ရှိမှာကနာချွေမေကွန်းကိုမေးရမှာဒီကောင်ဘယ်ရောက်နေလဲအခုလက်ရှိမှာတစ်ဖက်ကဒါကျွန်တော်တို့ အဲဘုံမောင်သင်ကနောက်ဆုံးချိန်ဒီတို့တာဝန်ကြီးခဲ့ပါနောက်ဆုံးချိန်ဒါတို့အနေနဲ့ဒါကျော်ခဲရခဲစစ်တော်တော်လေးကိုဒါတာဝန်ကိုကြေပြွန်စွာဒါကျွန်တော်တို့ခန်စစ်တီးကတာဝန်ကြီးတယ်ဒါပေမဲ့ဒီနေ့ပေါ်သမားတွေ United အသင်းနဲ့ဒါတကူရဖို့တော်တော်လေးကိုဒါခဲရခဲစစ်လုပ်ပြခဲ့တဲ့အနေထားမှာရှိတယ်ဒါကြီးရလက်ရှိမှာဒီနေ့ပေါ်သမားလုံးဝ hero တယောက်ဖြစ်ခဲ့တာဒီနေ့ပေါ်သမား Bruno Fernandes ဒါ Man of the Match မရဘူးဆိုကျွန်တော်အနေနဲ့ Man of the Match ပေးရမှာ ကီပါပဲကီပါနဲ့ဒီနေ့ပုံစံမှာတော်တော်လေးကိုကောင်းခဲ့တဲ့လက်စွမ်းပြုတွေတွေ့ခဲ့ရတယ်သူအနေနဲ့ဒါကျွန်တော်တို့တာမန်အလုံးကြီးဆိုတာကျွန်တော်တို့သူ့အနေနဲ့အမိရအောင်ဖမ်းပြခဲ့တဲ့အနေထားမှာရှိတယ်ကီပါရဲ့လက်စွမ်းကဒီနေ့ပုံစံမှာတော်တော်လေးကိုအဆင့်တန်းတစ်ခုရှိပြီကီပါနဲ့လက်ရှိမှာလည်းဘုံမောက်တင်တဲ့ယာဒီကိုရင်ဘာလို့မလို့အပိသက်ခေါ်ယူခြင်းလဲဆိုတာဆက်လက်ပြီးတွေ့ရတဲ့ပုံစံတွေဖြစ်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဘုံမောက်တင်ပြန်ကြည့်အောင်တရားစီလုံးတိုင်းတန်ရပြန်ကြည့်မယ်ဘုံမောက်တင်ဒီနေ့ပုံစံမှာသူတို့ရဲ့အရင်တုန်းကကတော့ကျွန်တော်တို့ဒါ CD တို့ကိုနိုင်ခဲ့တဲ့စပါတို့ကိုနိုင်ခဲ့တဲ့ပုံစံမျိုးမဟုတ်ဘူးဘုံမောက်တင်တဲ့လူဝတ်ချက်တွေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာ Manchester United တဲ့ ချို့သော movement မှာ Manchester United ပူကောင်းတာရှိတယ်။တယောက်ယောက်မှာ Manchester United ကအပြည့်အဝဆူမှုသွားရင်တစ်ဖက်ကဒါ cancel တော်တော်လေးကိုကောင်းလို့ဒါကျွန်တော်တို့ Manchester United တင်းနေတာတွင်းကူမရတာဖြစ်တယ်ဗောနော်။ဒါကျွန်တော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ဂိုးသမားအပါဝင် cancel မှုတွေတတော်ကြီးကိုကောင်းလို့ United တင်းနေတာကျွန်တော်တို့ပြ။အဲ့တော့ဒီနေ့ပုံစံ appreciate လုပ်အောင်မယ်ပိုင်းက appreciate လုပ်အောင်ပါ။ United တင်းနေဒီနေ့ပုံစံမှာတချို့သော movement တွေမှာတော့ဒါတော်တော်လေး promising မြင်ခဲ့တိုက်စစ်ပိုင်းကတစ်ဖက်ကခံစစ်တာကျွန်တော်အသေးချေကာကွယ်နေလို့ဒါကူးမရခဲ့တာဖြစ်တယ်။ဒါအောင်မှရအောင်တလုံးသွင်းသွားခဲ့တယ်ဗော။နောက်ကျသွင်းကူနဲ့သွင်းသွားခဲ့တယ်။အဲ့ဒီလုံးမလိုက်တာကျွန်တော်ဘယ်လိုပဲပြော အေးပါတဲ့ကစားသမားတွေအမျိုးမျိုးရှိခဲ့တယ်။ဥကာတီကဒီဘွဲ့မှာဆက်စရာအဲ့တော့ လက်ရှိဒီနေ့ပွဲစမှာနောက်တစ်ခုဒါတွင်းပြီးခဲ့တာမီဆန်မောက်ပဲမီဆန်မောက်နဲ့ဒီနေ့ပွဲစမှာ minute 60နောက်ပိုင်းမှာဒါကျွန်တော်တို့အရန်နေထားနဲ့ဝင်လာခဲ့တယ်ဒါပေမဲ့မီဆန်မောက်နဲ့ဒါတပွဲလုံးမှာ impact ဘာမှမရှိဘူးတာမန် normal pass တီတော်မမှန်တော့တဲ့မီဆန်မောက်နဲ့လာမယ့်ညဒီမှာ Manchester United အသင်းစီမှာအနာဂတ်ကိုရှိပါမလားဆိုတဲ့မေးခွန်းကိုမေးရမယ့်တမှာပါတယ်တစ်ဖက်အသင်းနဲ့ဒီညမှာဒါကျွန်တော်တယောက်ယော့သွားခဲ့တာမှန်မယ်သူတို့ရဲ့တယောက်ယော့သွားတဲ့ကစားသမား cancel မှုတွေသူတို့နဲ့ cancel ပိုင်းကိုတော်တော်လေးကြီးကြီးလေးလေးလုပ်ပြနိုင်ခဲ့တယ် Evanescence ဒီသွားခဲ့တာတော်တော်လေးကိုဒါထိုးနှက်ချက်ကြီးမားတယ်လို့မြင်တယ်ဒါလက်ရှိမှာဒါပွဲကြံက ငါအားလုံးမမ3ဘွဲ့နဲ့လေးရောဆို4ဘွဲ့နဲ့5ဘွဲ့လောက်ပဲကျန်တဲ့အချိန်မှာဒါကျွန်တော်တို့3ဘွဲ့လောက်ဒါ even nation တိောက်အနီးကန်းနဲ့ဆက်လက်ပြီးလွဲချော်မှာဖြစ်တဲ့ကြောင့်မို့ဒါဘုံမောက်အသင်းနဲ့အခုလက်ရှိဥရောပဝင်ငွေတနေရာအတွက်အခုလက်ရှိအခြေအနေမျိုးဒီတိုက်စစ်မှုမရှိတဲ့အခြေအနေမျိုးမှာဆိုတော်တော်လေးကိုခက်ခဲသွားမယ်လို့မြင်တယ်ဒါပေမဲ့ even nation မရှိရင်ဒါကျွန်တော်တို့ဘုံမောက်အသင်းကပုံများကောင်းလာကြည်ရပါတော့ဒါကျွန်တော်တို့ even nation ဒါကျွန်တော်တို့ဒဏ်ရာအကြာကြီးရနေတဲ့အချိန်မှာဘုံမောက်အသင်းနေနဲ့တိုက်စစ်ဘက်မှာရှင်းဆွဲလူတွေနဲ့ပဲလုပ်ပြဆုံပြသွားတာကိုတွေ့ရမယ်တော့ပါတယ်ဒါပေမဲ့ဒီနှစ်မှာဒါကျွန်တော် Manchester United အသင်းနဲ့ AFC ဘုံမောက်ကဒါကျွန်တော်တို့ stats တွေအရဆိုရင်တော့ဒါကျွန်တော်တို့ sorry ပါ စတက်စီရဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာဒါကျွန်တော်ဘုံမောက်ကိုဒါကျွန်တော်တို့နှစ်နှစ်ဆက်တိုက်ဒါကျွန်တော်တို့အဲနိုင်ပွဲပျောက်ဆုံးခဲ့တယ်ဗောနော်ဒါကျွန်တော်အိမ်ဝဲဝေခွင်းအိမ်ဝဲဝေခွင်းဒါနှစ်တက်ဆက်ဒါဘုံမောက်ကိုမနိုင်ခဲ့ဘူးဗောနော်အဲ့တော့ every the hell လက်တက်ကလည်းမနိုင်ခဲ့လို့အခုလက်ရှိမှာဒါကျွန်တော်တို့အာမိုရီလဲအဲ့တော့ဘုံမောက်လက်ထက်မှာဒါကျွန်တော်အာရီယိုလိုက်လက်ထက်မှာဒါဘုံမောက်ကတော်တော်လေးကို impressive ဖြစ်စရာကောင်းလာခဲ့တယ်ဒါပေမဲ့လက်ရှိခြေစွမ်းရဘုံမောက်သင်ကလည်းအများကြီးဒုက္ခနဲ့ဖြစ်ပါတယ်ဥရောပဒီချိန်နဲ့ဒါကျွန်တော်တို့ဘုံမောက်သင်ဝင်လို့မရဘူးလို့မြင်နေ United တက်ကလက်ရှိမှာဒီနေ့ပုံစံကျွန်တော်ဆိုရင်တော့တစ်ခုက physically ရ drain ဖြစ်သွားမှာဒီနေ့ပုံစံမှာဒါ minute 60တ ကစားသမားတွေတေကောင်ပေါင်းလဲတာတော့ဆုံးမင်းချင်းဒီဆွလိုက်ရတယ်။အရုပ်သူပြတာကျွန်တော်အရေးပါအစမ်းမဖြစ်တဲ့ဘရူနိုဖာနဲလစ်တို့ကစားသမားမျိုးတွေကတော့အသေးချီဆွလိုက်ကြောင်းမို့လား။လာမစ်ဂျာရဲ့ဒီတန်းမှာအက်သလက်တစ်ဘီဘာဝရဲ့အိမ်ကွင်းမှာသွားကန်ရမယ့်အချင်းဒီမှာဘယ်လိုများဖြစ်သွားနိုင်မလဲ။ဒါကူတော့ကျွန်တော် personally ပုံမှန်လေးလေးပြောမယ်ဆိုရင်လည်းဘာလို့ဆိုတော့ကျွန်တော်ဒါ physically ရဒီနေ့ပေါ်မှာခုနကပြောသူပဲ United နဲ့နောက်ဆုံးမင်းနဲ့ဒီတိုက်ပွဲဝင်သွားတော့မိုက်တယ်။ကောင်းတယ်လက်ခံတယ်။ဒါပေမဲ့ဘယ်လိုပဲပြန်စစကြည့်မယ် United အသင်းနေဒီလိုမျိုးနောက်ဆုံးမင်းနဲ့ဒီတိုက်ပွဲဝင်တော့တော်တော်လေးပင်ပန်းနေဖြစ်ပြီး athletic ဘီဘာကိုသွားကန်မယ်ဆိုရင်တော့ ဒါကျွန်တော်တို့ဘလူးများဖြစ်မလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ့်တုန်းကပါပါတယ်။လိုပဲပြောဒါမန်ချက်စတာယူနိုက်တက်ကတရေတမတ်ယူနိုက်တက်ပြီးအခုလက်ရှိမှာအဆင့်တစ်ဆင့်တော့တက်သွားခဲ့တဲ့အဆင့်ဆလီနီယာကိုတက်လန်းနိုင်ခဲ့ဖြစ်ပါတယ်။ဘလူးမွေးတွေကိုကြည့်ရှုခြင်းလို့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ before you တို့မှာကျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်။မြန်မာတဲ့ clip ဖို့မမေ့ကြပါနဲ့ပြီးအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ဒီ before you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့။မြန်မာ clip မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြ ူတူမာရဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AEC တူကြတာပေါ့အားလုံးကျူတူမာရဲ့မြန်မာကလေးပြကြအောင်ဗျညညကလစ်မှာမြန်မာနာဖြစ်ပါတယ်ကျွန်တော်ကပြပါအောင်ကောင်းမွန်တော်ညာလေးဖြစ်ပါစုမငောင်းတော်မီနေပဲဒါကျွန်တော်ပွဲပြီးသုံးသက်ကျွန်တော်တို့ပွဲတင်ပြီးတာကလွင်ကျွန်တော်သွားပါပြီတေးပါဗျ